ငလင်းချောင်းထိခိုက်ခန်းစားရသူတွေထဲမှကလေးငယ်တွေလည်းပောင်းဝင်းလျက်ရှိသားကြောင့်ငလင်းထန်းခန်းစားခဲ့ရတဲ့ကလေးငယ်တွေရဲ့အတွက်ကလေးပြောင်းစံထားတွေကို ဖွင့်လှစ်ပေးလျက်ရှိတယ်လို့မြန်မာနိုင်ငံကြက်ချင်ဒီရဲ့အသင်းမှသိရပါတယ်။ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်စေဖို့နဲ့ကြောင်းရုံထိတ်လန့်မှုတွေကိုတည်တားစေဖို့အတွက်မြန်မာနိုင်ငံကြက်ချင်ဒီရဲ့အသင်းကကလေးပြောင်းစံထားကို အပတ်စဉ်ဖွင့်လှစ်လျက်ရှိပါတယ်။ဒီလိုဖွင့်လှစ်ပေးရမှာမေလ12ရက်က စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့အောင်ချမ်းသာကျောင်းတိုင်းတွင်ဖွင့်လှစ်ခဲ့ရာကလေးငယ်၄၀ဦးလာရောက်စောကစားခဲ့တယ်လို့ဆိုပါတယ်။ ကလေးပြောစံထားတွေကိုစကိုင်းတိုင်းဒေသကြီးအတွင်းမှာအပတ်စဉ်ဖွင့်လှစ်ပေးတဲ့ကဲတို့ရှမ်းပြည်နယ်တောင်ပိုင်းကငလင်ဖေးတန်းထိကိုက်ခန်းစားရသူတွေရဲ့အတွက်စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်းကလေးငယ်တွေရဲ့အတွက်စိတ်ပိုင်းဆိုင်ရာအကျမ်းမာပျော်ရွှင်စေဖို့နဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေကိုတက်တာစေဖို့အတွက်မြန်မာနိုင်ငံချက်ချင်းရဲ့အသင်းမှကလေးငယ်များအောင်အားပေးဆောင်ရှောက်ခြင်းဆိုင်ရာအသိပညာတွေနဲ့ကလေးပြောစံတာကိုပါ ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။